တော့အဲ့ဒီအကုသိုလ်တရားတွေဆိုတာလည်းပဲများသောအားဖြင့်သူများအကြောင်းကိုစဉ်းစားမိရာတွေးတောမိရာကနေဖြစ်ကြတာကြီးပဲဘုမတို့စိတ်ထဲမှာမချမ်းမသာဖြစ်ရတိုင်းအကုသိုလ်တွေဖြစ်ရတိုင်းစိတ်ပူလောင်ပင်ပန်းမှုဖြစ်ရတိုင်းကိုယ်စိတ်လေးကိုပြန်ပြီးတော့စဉ်းစစ်ကြည့်မယ်ဆိုရင်သူများအကြောင်းတွေကိုစဉ်းစားနေတာကိုအမိဖမ်းကြည့်လို့ရနိုင်တယ်နော်အကုသိုလ်တွေဖြစ်တိုင်းအဲတယောက်ယောက်ရဲ့အကြောင်းကိုတော့ကိုယ်ကောင်းတဲ့ထည့်ထားမိပြီဆိုတာကိုသိနိုင်တယ် ုတ်လားဒါကြောင့်နံပါတ်1စိတ်နှလုံးချမ်းသာစေဖို့ငြိမ်းအေးစေဖို့အတွက်နောက်မြတ်စွာဘုရားပေးခဲ့တဲ့နိလန်းလေးဟာပါလဲဆိုတော့သူများအကြောင်းကိုမစင်သာပဲနဲ့ကိုယ့်အတွက်အရေးပါဆုံးဖြစ်တဲ့ကိုယ့်အကြောင်းကိုပဲစဉ်းစားကြဖို့စဉ်းညင်ကြဖို့နှလုံးသွင်းကြဖို့ဒါဆိုလို့ရှိရင်နှလုံးစိတ်ဝမ်းငြိမ်းအေးနိုင်တယ်ပေါ့နော်နောက်နံပါတ်1ပြောခြင်းနဲ့နိလန်းဟာပါလဲဆိုတော့မိမိတို့ရဲ့စိတ်ကိုအတိတ်နဲ့အနာဂတ်စီကို မပြေးလွှားစီပဲနဲ့ ိဿုပ္ပံမှာနေရာချပြီးတော့ပေးနိုင်ဖို့ဟုတ်လားဒီနီလန်းလေးစိတ်တွေဆင်းရရတယ်ပူလောင်ရရတယ်ပင်မရရတယ်ဆိုတာ အတိတ်သို့မဟုတ်အနာဂတ်တစ်ခုခုကိုဒီစိတ်ကရောက်ရောက်နေလို့စိတ်ကဆင်းရရတာပင်မရအကယ်၍သာပိဿုပ္ပံမှာဒီစိတ်ကိုနေရာချပေးနိုင်မယ်ပိဿုပ္ပံမှာဖြစ်နေတဲ့သဘောလေးကိုပဲဖုံဖုံတို့ရဲ့စိတ်ကလေးကိုနော်ကျက်စားနိုင်မယ်ဆိုလို့ရှိရင် ဘာမှဒီစိတ်ကဆင်းရဲเสียပင်ပန်းเสียပူလောင်เสียအကြောင်းမရှိဘူးဟုတ်လားဒါကြောင့်ဒုတိယနိလန်ကစိတ်ကိုပြစ္ဆုတ်ပံမှာထားဖို့ပေါ့နော်ဒါကျင့်သုံးဖို့အရင်ကြီးခက်တဲ့နိလန်တွေလည်းမဟုတ်ပါဘူးဒါမြတ်စွာဘုရားတပ္ပယုတဉာဏ်နဲ့ကြည်ပြီးတော့နှလုံးစိတ်ဝမ်းငြင်းအေးခြင်းတယ်ချမ်းသာခြင်းတယ်ဆိုလို့ရှိရင်ဒီတိုင်းနေကြထိုင်ကြရမေးလို့မြတ်စွာဘုရားမဟာကရုဏာပြတ်ထန်းပြီးတော့ဟောထားတာ တော့အဲ့ဒီအကုသိုလ်တရားတွေဆိုတာလည်းပဲများသောအားဖြင့်သူများအကြောင်းကိုစဉ်းစားမိရာတွေးတောမိရာကနေဖြစ်ကြတာကြီးပဲဘုံမတို့စိတ်ထဲမှာမချမ်းမသာဖြစ်ရတိုင်းအကုသိုလ်တွေဖြစ်ရတိုင်းစိတ်ပူလောင်ပင်ပန်းမှုဖြစ်ရတိုင်းကိုယ်စိတ်လေးကိုပြန်ပြီးတော့စီစစ်ကြည့်မယ်ဆိုရင်သူများအကြောင်းတွေကိုစဉ်းစားနေတာကိုအမိဖမ်းကြည့်လို့ရနိုင်တယ်နော်အကုသိုလ်တွေဖြစ်တိုင်းအဲတယောက်ယောက်ရဲ့အကြောင်းကိုတော့ကိုယ်ကောင်းတဲ့ထည့်ထားမိပြီဆိုတာကိုသိနိုင်တယ် ဟုတ်လားဒါကြောင့်နံပါတ်1စိတ်နှလုံးချမ်းသာစေဖို့ငြိမ်းအေးစေဖို့အတွက်နောက်မြတ်စွာဘုရားပေးခဲ့တဲ့နိလန်းလေးဟာပါလဲဆိုတော့သူများအကြောင်းကို မစင်သာပဲနဲ့ကိုယ့်အတွက်အရေးပါတော့ဖြစ်တဲ့ကိုယ့်အကြောင်းကိုပဲစဉ်းစားကြဖို့စဉ်းကျင်ကြဖို့နှလုံးသွင်းကြဖို့ဒါဆိုလို့ရှိရင်နှလုံးစိတ်ဝမ်းငြိမ်းအေးနိုင်တယ်ပေါ့နော်နောက်နံပါတ်1ပြောခြင်းတဲ့နိလန်းဟာပါလဲဆိုတော့မိမိတို့ရဲ့စိတ်ကိုအတိတ်နဲ့အနာဂတ်စီကို မပြေးလွှားစီပဲနဲ့ Pessoa